မင်္ဂလာပါခင်ဗျရှေကိုခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်နိုင်ငံရဲ့ online ချက်ဖြန့်လိမ်လည်မှုတွေကိုတိုက်ဖြတ်ရေးလုပ်ငန်းစဉ်ဟာနန်းနယ်လျှို့ဝှက်တဲ့ရည်ရွယ်ချက်တစ်ခုရှိနေတယ်ဆိုပြီးအချက်ဖတ်စစ်တပ်ပြောခွင့်ရဇွန်မင်းထွန်းကပြောဆိုလာပြန်တဲ့အပြင်မြန်မာနိုင်ငံမှာချက်ဖြန့်တွေကြီးထွားလာမှုဟာထိုင်းနိုင်ငံကြောင့်ဆိုပြီးတော့ပါအပြစ်တင်ပြောဆိုသွားပြန်ပါတယ်ကင်ပီနကချက်ဖြန့်ငွေလိမ်ဂိုင်းတွေအခြေစိုက်ဖို့ရွှေကုတ်ကိုမြို့တစ်ကိုတူတောင်ခဲ့တယ်မြန်မာစစ်တပ်လက်အောက်က BGF တပ်က မြန်မာစစ်တပ်ရဲ့ကရင်လုံနယ်ဝင်ကြီးဘုံကြီးမင်းကျော်သူနဲ့အတူရွှေကုတ်ကိုမြို့တဲကိုဝင်ရောက်ပြီးတော့နိုင်ငံသားသား300ကျော်ကိုကြားဖြန့်လုတဲ့သူတွေဆိုပြီးဟတ်ဆောင်ပန်းဆောင်တွေဖမ်းဆီးပြနေပြန်တယ်လို့တကယ်တမ်းကြားဖြန့်ခေါင်းဆောင်တွေကတော့စစ်တပ်လောက်ကဘီဂျီအက်တက်ကပဲကားတွေနဲ့ရွှေပြောင်းပေးထားပြီးဖြစ်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အမေရိကန်နိုင်ငံရဲ့ online ကြက်ဖြန့်လိမ်လည်မှုတွေကိုတိုက်ဖြတ်ရေးလုပ်ငန်းစဉ်ဟာ နန်နဲ့လျှို့ဝတ်တဲ့ရည်ရွယ်ချက်တစ်ခုရှိနေတယ်ဆိုပြီးအကြံဖက်စစ်တဲ့ပြောခွင့်ရဇော်မင်းထွန်းကပြောဆိုလာပြန်တဲ့အပြင်မြန်မာနိုင်ငံမှာကြက်ဖြတ်တွေကြီးထွက်လာမှုဟာထိုင်းနိုင်ငံကြောင့်ဆိုပြီးတော့ပါအပြစ်တင်ပြောဆိုသွားပြန်ပါတယ်ဒါကြောဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာပဲအကြံဖက်စစ်တဲ့ရဲ့ဝါရဖြန့်တဲ့ဇာတွေကနေတဆင့်စစ်တဲ့ရဲ့ဝါရဖြန့်ကြီးခေါင်းဆောင်အကြံဖက်ဇော်မင်းထွန်းကထုတ်ဖော်ပြောဆိုထားပြန်တာဖြစ်ပါတယ်အဲ့ဒီမှာအဓိကပြောသွားတာကတော့မကြသေးခင်ရပ်ပိုင်းကပဲ အမေရိကန်နိုင်ငံကနေမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကင်းပြည်နယ်နေဆက်တလျှောက်မှာရှိတဲ့ကြပ်ပြတ်ငွေလိမ်စင်တာတွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့ဖွဲ့လိုက်တယ်လို့ကြေညာလိုက်ပြီးနောက်မှာပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကိုအမေရိကန်ကသူတို့ရဲ့ FBI agent တွေကိုပါဆေးလွှတ်လိုက်တဲ့အကြောင်းကိုတိထားရတယ်ဆိုပြီးပြောတော်တယ်လို့အဲ့ဒီလိုအမေရိကန်နိုင်ငံရဲ့ online ကြပ်ပြတ်လိမ်လည်မှုတွေကိုတိုက်ဖြတ်ရေးလုပ်ငန်းစဉ်ဟာနဲ့နဲ့လျှော့ဝတ်တဲ့ရွေချက်တစ်ခုရှိနေတယ်ဆိုပြီးအကြံဖတ်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကသူတို့ရဲ့ဝါဒဖြန့်တဲ့ဇာတိမှာပြောတော်ပြန်ပါလေဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့ကြပြန့်ငွေလိမ်မှုတွေအခြေစိုက်ရာ KK ပတ်ရွှေကုတ်ကိုကြောက်ခတ်ဒေတာတွေဟာလက်ရှိမီးနဲ့ဆက်သွယ်ရေးအင်တာနက်တွေကအဆတဖက်နိုင်ငံကရရှိတဲ့အကြောင်းနဲ့မြန်မာနိုင်ငံမှာကြပြန့်တွေကြီးထွားလာမှုဟာထိုင်းနိုင်ငံကြောင့်ဆိုပြီးတော့ပါမြန်မာအကြံဖက်စစ်တပ်ရဲ့ပြောခွင့်ရဇော်မင်းထွန်းကအပြစ်တင်ပြောဆိုသွားပြန်ပါလေလက်တွေမှာတော့အဲ့ဒီကင်ဘီနယ်ကကြပြန့်ငွေလိမ်ဂိုင်းတွေအခြေစိုက်ရာနေရာတွေဟာသူတို့မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်တွေကပဲအဓိကထိန်းချုပ်ထားတာဖြစ်သလိုအဲ့ဒီ BGF တပ်တွေကနေတဆင့် သူတို့မြန်မာစစ်တပ်ရဲ့အောက်ခြေအရာရှိအဆင့်ကနေထိပ်ပိုင်းဗိုလ်ချုပ်တွေအထိနောက်ွယ်ကနေအဆင့်ဆင့်အဓိကပူးပေါင်းလှုပ်ဆောင်ပြီးခွင့်ပြုပေးထားတာဖြစ်တဲ့အပြင်ရှမ်းမြောက်ကကြပ်ဖြတ်ငွေလိန်ဂိုင်းကောင်းဆောင်ပယ်ဆောက်ခြင်းကိုဒေယုံနိုင်ငံကဖမ်းဆီးစစ်ဆေးတဲ့အချိန်တုန်းကဆိုရင်သူတို့လုပ်တဲ့ကြပ်ဖြတ်လုပ်ငန်းတွေကိုမြန်မာစစ်တပ်အာဏာပိုင်တွေရဲ့ခွင့်ပြုချက်နဲ့လှုပ်ဆောင်ခဲ့တဲ့အကြောင်းကိုပါထွက်ဆိုသွားခဲ့ပါသေးတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ ကရင်ပြည်နယ်ကကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေစိုက်ဖို့ရွှေကုတ်ကိုမြို့တက်ကိုထူထောင်ခဲ့တယ်မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်ကမြန်မာစစ်တပ်ရဲ့ကရင်လုံနယ်ဝင်းကြီးဗိုလ်မှူးကြီးမင်းကျော်သူနဲ့အတူရွှေကုတ်ကိုမြို့တဲကိုဝင်ရောက်ပြီးတော့နိုင်ငံသားသားအယောက်300ကျော်ကိုကြားဖြတ်လုပ်တဲ့သူတွေဆိုပြီးဟန်ဆောင်ပန်ဆောင်တွေဖမ်းဆီးပြနေပြန်တယ်လို့တကယ်တမ်းကြားဖြတ်လုပ်တဲ့ခေါင်းဆောင်တွေကိုတော့စစ်တပ်လက်အောက်ခံ BGF တပ်ကပဲကားတွေနဲ့ရွှေပြောင်းပေးထားပြီးဖြစ်တယ်လို့သိရပါတယ်ဒါကတော့နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ မြရီမြို့နယ်မှာကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တစ်ကိုမြန်မာစစ်တပ်နဲ့အတူပူးပေါင်းပြီးထူထောင်ခဲ့တဲ့စစ်တပ်လောက်ခံ BGF တပ်ကခတ်တီတီနဲ့သူတို့အတူကြားဖြတ်ငွေလိမ်လုပ်ငန်းတွေနဲ့အချိုးတူပူးပေါင်းထားတဲ့နေရာတွေကိုမြန်မာစစ်တပ်ရဲ့ကရင်လုံနယ်ဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူနဲ့အတူအဲ့ဒီကကြားဖြတ်လုပ်နေတဲ့သူတွေကိုသူတို့ကဖမ်းဆီးနေပါတယ်ဆိုတာမျိုးတွေနဲ့ဟန်ဆောင်ပန်းဆောင်တွေလုတ်ပြပြီးတော့ဒေယုနိုင်ငံသားအပါအဝင်နိုင်ငံသားအယောက်300ကျော်ကိုဟန်ပြဖမ်းဆီးပြနေပြန်ပါတယ် ဲ့ဒီချိန်သူတို့လုံနေပါတဲ့ဆိုတာကိုရုပ်ရှင်ရိုက်ပြဖို့အတွက်ကြိုတင်စီစဉ်အကွက်ချပြီးတော့မှထိုင်းသတင်းတောက်တွေကိုပါခေါ်ယူပြီးမြန်မာစစ်တပ်နဲ့ရဲအပါဝဲစစ်တပ်လက်အောက်ခံ BGF တပ်ကနိုင်မမောင်ဇော်ဦးဆောင်တဲ့တပ်ဖွဲ့တွေကခက်တီတီနဲ့အစာအုပ်တွေကိုဝင်ရောက်စီးနှင်းပြတာတွေပစ္စည်းတွေနဲ့ဖုန်းတွေကိုတင်းစီပြတာတွေလုပ်ပြပြီးသူတို့စီစဉ်ထားတဲ့တရုတ်လူမျိုးအပါဝင်နိုင်ငံသားအယောက်300ကျော်ကပါဖမ်းဆီးပြတာတွေလုပ်ပြခဲ့တယ်လို့အဲဒီလိုလုပ်ပြတဲ့အကြောင်းတွေကို Thai The Robots The Dim မှာပါဖော်ပြခဲ့ပါတယ် အဲ့ဒီလိုမြန်မာစစ်တပ်လက်အောက်ကဘီဂျီအက်တက်တွေထိန်းချုပ်ထားတဲ့ကြားဖြန့်ခွင်းလေးလုပ်ငန်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တက်ကိုအဲ့ဒီဘီဂျီအက်တက်ကပဲမြန်မာစစ်တပ်နဲ့အခုလိုဟန်ဆောင်ပန်းဆောင်တွေစီးနင်းပြနေတာဟာသူတို့ဘာသာအကွက်ချစီစဉ်ပြီးထိုင်းတရင်တောက်တွေပါခေါ်ပြီးတော့ရုပ်ရှင်ရိုက်ပြနေတာဖြစ်တယ်လို့တကယ်တမ်းကအဲ့ဒီရွှေကုတ်ကိုမြို့တက်မှာရှိတဲ့ကြားဖြန့်ခွင်းလေးခေါင်းဆောင်ပိုင်းတွေနဲ့တရုတ်တထေးတွေကိုနိုဝင်ဘာလ18ရက်နေ့နဲ့18ရက်နေ့တွေမှာပဲ မြန်မာစစ်တပ်နဲ့လက်ဝါးချင်းရိုက်ပြီးစစ်တပ်လောက်ကန် BGF တပ်ကပဲကားတွေနဲ့ကြိုတင်ခေါ်ထုတ်သွားပြီးတော့တခြားနေရာတွေကိုပျောက်ရွှေ့ပေးခဲ့ပြီးဖြစ်တယ်လို့တကယ်တော့သူတို့ထိန်းချုပ်ထားတဲ့နေရာကိုသူတို့ဘာသာကြိုတင်စီစဉ်အကွက်ချပြီးမှဖမ်းဆီးနေပါတယ်ဆိုတဲ့ပုံစံတွေနဲ့ဟန်ဆောင်ပန်းဆောင်လုတ်ပြနေတာဖြစ်တယ်လို့ရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စည်ရေးသတင်းအရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။ဒါအပြင်အဲဒီစစ်တပ်လောက်ကန် BGF ထိန်းချုပ်ထားရရွှေကုတ်ကိုမြို့တင်မှာကြပြန့်ငွေလင်းလုတ်တဲ့သူတွေဟာတိမ့်နေချီရှိပြီး အခုမြန်မာစစ်တပ်နဲ့ BGF တပ်ကပထမဦးဆုံးအဖမ်းပြတာရာကနန်းနဲ့စလုပ်ပြနေတာဖြစ်သလိုနောက်ဆုံးထောင်ကနန်းလောက်အထိအဖမ်းပြနိုင်ပြီမဲ့အဲ့ဒီရွှေကုတ်မြို့တက်မှာရှိတဲ့တိန်းနဲ့ချီးတဲ့ကြက်ပြန့်ငွေလင်းလုတ်တဲ့သူတွေဟာတခြားနေရာတွေကိုယာယီအနေနဲ့ကြိုတင်ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စည်ရေးသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မန္တလေးတိုင်းကစင်ကိုင်မြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့အတုအယောင်တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပူးပေါင်းပါဝင်နေတဲ့ပြစောတိ9ဦးကိုဒေါ်လာရေးတပ်ဖွဲ့တွေကအရှင်ဖမ်းမိထားပြီးသူတို့စီကနေလက်ပစ်ဘုံတွေကိုပါတင်စီရရှိထားတယ်လို့ကြောက်ဆဲခိုင်ပီဒီအမှတ်နဲ့တရင်တခွဲနှစ်စီကနေသိရပါတယ်။ရှကုံခစ်တကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေစစ်တပ်ရဲ့ရွေးကောက်ပွဲအတုကြီးအတွက်ပါဝင်နေသူပြစောတိ9ဦးကိုမြေကြီးပေါ်မှာကျိုးတုပ်ထားတာကိုတွေ့ရတယ်လို့စမင်းတွေဖြူနေတဲ့တက်ကြီးပိုင်းအရွယ်တွေပါပါဝင်နေတာကိုတွေ့ရပါတယ်။ ဖြစ်စဉ်ကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲစင်ကိုင်မြို့နယ်အတွင်းအချမ်းဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်လက်နက်ကိုင်ပူးပေါင်းပါဝင်နေတဲ့ပူစော်တီ9ဦးလိုက်ပါလာရာထော်လာကြီးတစည်းကိုဒေါ်လာရေးတပ်ဖွဲ့တွေကလမ်းကနေစောင့်ကြိုဖမ်းဆီးခဲ့တယ်ဆိုပါလေအဲ့ဒီမှာပဲထော်လာကြီးပေါ်လိုက်ပါလာတဲ့ပူစော်တီ9ဦးကိုလက်ပစ်ဘုံတွေနဲ့အတူဒေါ်လာရေးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီ9ဦးစလုံးကိုမြို့နယ်ပကပတပ်ဖွဲ့တွေစီကိုတခါတည်းလွှဲပြောင်းပေးလိုက်ပြီဖြစ်လို့နောက်ဆက်တွဲအေးအေးမှုတွေကိုတော့ မြို့နယ်ပကပအဖွဲ့ကပဲဆက်လက်လှုပ်ဆောင်မှာဖြစ်တယ်လို့ကြောက်စက် KIP ရဲ့အမှတ်နဲ့တရင်တက်ခွဲနှစ်စီကနေသိရပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့လပိုင်းလုံးကလည်းနမောင်မြို့တဲ့လမ်းမိုင်မှာဒေါ်လာရင်တက်ဖွဲ့ရဲ့လမ်းမိုင်လုံကြုံရေးစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်အချက်ဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစရေးလုပ်နေတဲ့မင်းသူဆိုတဲ့သူကိုလည်းဒေါ်လာရင်တက်တွေကအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးသူစီကနေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့စရင်အင်အချက်အလက်တွေကိုပါဒေါ်လာရင်းတက်တွေကတင်စီရရှိခဲ့ပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့မကွေးတန်းဂန်ကောမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့အမှတ်နှစ်ရွှေပင်ကျေးရွာဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေကဝိုင်းရောက်တိုက်ခိုက်မှုအတွေ့စစ်တပ်ဘက်ကဆရာချမ်းဆိုတဲ့စစ်ဗိုလ်တို့ပွဲချင်းပြီးတိတ်သွားပြီးတဲ့နောက်ဘာမှမဆိုင်တဲ့ရွှေပင်ကျေးရွာကနေအိမ်အလုံး30ဝန်းကျင်ကိုစစ်တပ်ကမိရှုဖျက်ဆီးလိုက်ကြတယ်လို့ WDF တပ်ဖွဲ့တောင်ငန်ကိုနေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ကပဲဂန်ကောမြို့နယ်ကအချက်ဖက်စစ်တပ်ရဲ့ ကျောမြို့ကပ္ပစာ23စက်ယုံတွားရလက်အမှတ်နှစ်ရွှေပြင်းကျေးရွာမှာအထိုင်ချထားတဲ့စစ်တပ်ကိကိုဒေါ်လာရင်းတက်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းနှစ်ဖက်အပြန်လန်တိုက်ပွဲဖြစ်ပွားမှုတွေကြားထဲမှာပဲစစ်တပ်ဘက်ကဆရာချက်ဆိုတဲ့စစ်ဗိုလ်တဦးပွဲချင်းပြီးသိသွားတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုတိထားရတယ်လို့ဝိုင်းကြီးတက်ဖွဲ့တာဝန်ခံကိုနေကပြောထားပါတယ်အဲ့ဒီနောက်မှာပဲတိုက်ပွဲဖြစ်ပွားရနေရာကိုအချက်ဖက်စစ်တပ်ကစစ်ကား၃စီးနဲ့စစ်ကူရောက်လာပြီးတော့ သူတို့ဘက်ကစစ်ဘူသေသွားမှုကြောင့်ဘာမှမဆိုင်တဲ့ရွှေပင်ကျင်းရွာတဲကိုစစ်သားတွေဝင်ရောက်လာပြီးနေအိမ်အလုံး30ဝန်းကျင်ကိုအကြောင်းမဲ့မိရှုဖျက်ဆီးသွားကြတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းသာရီတိုင်းလောင်းလုံးမြို့နယ်ကညင်းမော်ကျင်းရွာမှာတဆွဲခဲ့တဲ့အကြမ်းဖက်စစ်တပ်ကပြည်သူတို့အုပ်ကိုပစ်တပ်ပြီးရုံလောင်းတွေကိုမြေမြုပ်ဖျောက်ဖျက်ပြီးတော့နေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ကြတယ်လို့တော်လိုင်းရဲ့သတင်းရှင်းမြစ်ကရုံကုန်ခစ်တွေကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကစပြီး လောင်လုံးမျိုးအနီးကညင်းမော်ချင်းရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတဲ့နောက်ဒေါ်လာ140နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာညင်းမော်ချင်းရွာတဲ့ကိုဝင်ပြေးသွားကြတယ်ဆိုပါလေအဲ့ဒီအချိန်ချင်းရွာထဲမှာထွက်ပြေးလို့မလွတ်တဲ့ပြည်သူတို့အုပ်ကိုအကြမ်းဖက်စစ်တပ်ကတနက်နေ့ပစ်တက်လိုက်ပြီးရွာထဲကနေအိမ်တွေကိုပါမိရှုဖျက်ဆီးခဲ့ပြီးမှနိုဝင်ဘာလ16ရက်နေ့မှာအဲ့ဒီစစ်တပ်စစ်ကြောင်းတစ်ခုလုံးလောင်လုံးမြို့ပေါ်ကိုပြန်ဆုတ်သွားကြတယ်လို့ဒေါ်လာ140ရှင်းမိကပြောထားပါတယ်အဲ့ဒီလို့ အကြံဖတ်စစ်တဲ့စစ်ကြောင်းပြန်ဆုတ်သွားတော့မှပြည်သူတို့ကချင်းရွာအတွင်းဝင်ရောက်ဆစ်ဆစ်တဲ့အချိန်စစ်သားတွေတပ်ဖြတ်ခဲ့တဲ့ပြည်သူလူအုပ်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပြီးဘယ်သူဘဲဝါဖြစ်တယ်ဆိုတာကိုတော့လက်တလောအတီးပြုတ်လို့မရသေးသလိုနှစ်ဖက်စစ်ရေးအခြေအနေကလည်းဆက်လက်တင်းမာလာနိုင်တဲ့အတွက်ချင်းရွာနေပြည်သူတွေအကုန်လုံးအနေနဲ့ရွာထဲကိုပြန်မဝင်ရဲသေးပဲဘေးလိုရာတွေမှာတိတ်ရှောင်နေတုန်းဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ မကွေးတိုင်းကမြိုင်မြွတ်နယ်နဲ့ပေါ့မြွတ်နယ်အစမှာအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးမိရှုဖျက်ဆီးမှုတွေနဲ့လေအကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူအများအပြားဘေးလွယာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ကစပြီးပေါ့မြွတ်နယ်မြောက်ပိုင်းကိုစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်နေတဲ့အချက်ဖက်စစ်တပ်ဟာမြိုင်မြွတ်နယ်နဲ့ပေါ့မြွတ်နယ်အစက်ကကြောက်တိုက်ခင်းထမ်းပေါက်ကုန်းနယ်ခြိုက်ဆောက်ကြေးရွာတွေကိုဝင်ရောက်ပြီးတော့နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ရုံနဲ့မကား စစ်တပ်စစ်ကြောင်းထိုးရလမ်းတစ်လျှောက်ကကြေးရွာတွေဘက်ကိုလေနိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကပါလေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေလုံနေတယ်ဆိုပါတယ်အဲ့ဒီလိုအချက်ပစစ်တပ်ရဲ့စစ်ကြောင်းထိုးမိရှုဖြစ်စီမှုတွေလေကြောင်းကနေဘုံကျဲတက်ခိုက်မှုတွေကြောင့်ကြေးရွာပေါင်း28ရွာကပြည်သူအများပြားဟာဘေးလွတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ကင်းမျိုးသားစီယုံကဲညူအနေနဲ့ကိုတူလီအုတ်ချွေးလုပ်ငန်းတွေကိုထိတိမိမိလှုပ်ဆောင်နေတဲ့အကြောင်း မေဝါကလုတ်ချင်းညာစာတန်းနဲ့ GNU ကထုတ်ပြန်လိုက်တယ်လို့ GNU ဘဟုပြောရေးစုခွင့်ရှိသူဘရိုဆော့တော်နီကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကနေ25ရက်နေ့အထိဂေါ်သူလေအတွင်းမှာရှိတဲ့မြို့နယ်28မြို့နယ်ကမြို့နယ်ဥက္ကဋ္ဌတွင်နဲ့မြို့နယ်ခေါင်းဆောင်တွေတွေ့ဆုံပြီးအချက်၅ချက်ပါချင်းညာစာတန်းကိုဒုတိယအကြိမ်ဖြစ် GNU ကနေထက်လောင်းဂတိကဝတ်ပြုခဲ့ကြတယ်ဆိုပါတယ်။ပထမအကြိမ်ကတော့2024ခုနှစ်ကကျင်းပခဲ့ပြီးအခုတကဒုတိယအကြိမ်ဖြစ်ထပ်မံကျင်းပတာဖြစ်တယ်လို့ ်အဓိကကတော့ကင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ကောတူလေအုပ်ချုပ်ရေးလုပ်ငန်းတွေကိုထိတိမိမိလှုပ်ဆောင်နေတဲ့အကြောင်းမေဝါကလိုဂျင်ညာစာတမ်းနဲ့ထပ်မံထုတ်ပြန်လိုက်တာဖြစ်တယ်လို့ KNU ဘို့ပြောရေးဆိုခွင့်ရှိသူဘရိုဆော့တော်နီကပြောထားပါတယ်အဲ့ဒီဂျင်ညာစာတမ်းကိုထုတ်ပြန်ရတဲ့အကြောင်းကတော့မြန်မာနိုင်ငံမှာဒေါ်လာရေးတန်တန်290ကျော်အထိရှိနေတဲ့ KNU မှာ အုပ်ချုပ်နယ်မြေတွေလည်းရှိထားပြီးဖြစ်တယ်လို့အဲ့ဒီနယ်မြေတွေမှာနှစ်နဲ့ချီပြီး KNU ကပဲအုပ်ချုပ်ရေးတွေကိုတတ်သမှတ်ထဲတိစောက်ထားပြီးဖြစ်တဲ့အတွက် ဒီနေ့ဒီအချိန်ထိလဲ KNU အနေနဲ့ကောတူလေအုပ်ချုပ်ရေးလုပ်ငန်းတွေကိုထိထိမိမိဆက်ပြီးလှုပ်ဆောင်နေတဲ့အကြောင်းကိုမြို့နယ်28မြို့နယ်ကတာဝန်ရှိတဲ့သူတွေနဲ့စီစီလုံးလုံးပေါ်ဆောင်နေတဲ့တပ်တွေပြမှုတစ်ခုဖြစ်တယ်လို့ KNU ဘဟုပြောဆိုခွင့်ရှိသူဘလို့စော့တော်နီကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ